ဝါငါတငယ်ချင်းတိုင်းကွက်တွေအရဲမိုက်တာပဲငါလည်းတိုင်းမညာလေးလာခြင်းနဲ့ဗျာမင်းဘယ်ဆရာနဲ့တိုက်ကွန်တို့တင်ခဲ့တာလဲတငယ်ချင်းဟာမင်းငါ့ကိုကိုခံမညာလေးကျင်တာတွေ့ပြီးတော့မင်းလည်းတင်ခြင်းနဲ့ဟုတ်လားငါဆရာကမြန်မာပြည်ရဲ့အကောင်းဆုံးဆရာကြီးစီကကိုခံမညာတွေကိုတင်ယူခဲ့တာတငယ်ချင်းမင်းရဲ့ဆရာကြီးစီကိုငါ့ကိုခေါ်သွားပေးလို့ရမလားမင်းကိုငါ့ရဲ့ဆရာကြီးစီခေါ်သွားပေးလို့တော့ရတယ်ဒါပေမဲ့မင်းကိုတပည့်အဖြစ်လက်ခံမခံတော့ငါအမှမခံနိုင်ဘူးတငယ်ချင်းရပါတယ်တငယ်ချင်း ေါ်သွားမိပါဗျာဆရာကြီးကျွန်တော်တငယ်ချင်းကိုတပည့်ခံမှုခေါ်လာပါပြီကောင်းပြီသူ့ကိုငါရှေ့ခေါ်ခဲ့တိုင်းပညာကိုနာစီကတင်ကျင်နေပေါ့ဟုတ်လားဟုတ်ပါတယ်ဆရာကြီးဒီကုန်းတစ်ခုကိုဖြည့်ဆို့နိုင်မယ်ဆိုရင်မင်းကိုငါရဲ့တပည့်အဖြစ်လက်ခံမယ်တကယ်လားဆရာကြီးဘယ်မေးကုန်းမဆိုမေးနိုင်ပါတယ်ကျွန်တော်မှန်မှန်ကန်ကန်ဖြည့်ပါမယ်ကြက်နဲ့ကြက်ဥဘယ်ဟာအရင်လာလဲမင်းအမေကုန်းကိုဖြည့်နိုင်ရင်ငါတပည့်ဖြစ်လိမ့်မယ်ဆရာကြီး ဒီမေးခွန်းကိုစဉ်းစားဖို့အချိန်နည်းနည်းပေးပါ1 hour later ဆရာကြီးကြက်အရင်လာတာပါခင်ဗျာမင်းအဖြစ်မှန်ပါတယ်မင်းကိုငါတပည့်အဖြစ်လက်ခံလိုက်ပြီမင်းငါစီမှာကိုကံမညာမတင်ခင်ဝိတ်ချရမယ်ငါတပည့်ဟုတ်ပါတယ်ဆရာကြီးကျေးဇူးပြုပြီးဝိတ်လျှော့ဖို့ဘာလုပ်ရမလဲဆိုတာပြောပြပေးပါတပည့်ဒီရေစီကို ရေဖြက်ရမယ်ဟုတ်ကဲ့ဆရာကြီးဒီရေစီကိုရေဖြက်ပါမယ် ရာကြီးကစရာကြီးကပညာမတင်သေးသေးပဲငါ့ကိုစမ်းတက်နေပြီဘာပဲဖြစ်ဖြစ်ရဒီရေပုံးတဲတာကကို့ကိုဝိတ်ကြစီမှာပါအိုးဒီရေပုံးကရေတွေနဲ့ဆိုတော့တဲရတာအရန်လေးတာပဲဆရာကြီးရေစီကိုအပြစ်ဖြစ်ထားပြီးပါပြီခင်ဗျာငါတပည့်ကမစိုးပါဘူးကောင်းတယ်ကွာမင်းက ်အင်မတန်ထူးချွန်တဲ့တပည့်ဖြစ်လို့ဒီပီပါတွေကိုလည်းရေဖြက်လိုက်ပါဟင်2 hours later ဆရာကြီးကျွန်တော်ဒီရေပုံးတွေအားလုံးကိုရေဖြက်ပြီးသွားပါပြီ။အိုးငါတပည့်မင်းအယမ်းမြန်တာပဲ။ကောင်းတယ်ကောင်းတယ်ဒီမှာ။မောင်ဝတ်ထွက်မင်းဒီလောက်တော်နေတာဒီထင်းတွေခွဲပြီးထင်းစင်ပေါ်တင်လိုက်တော့။ဟုတ်ကဲ့ပါဆရာကြီးတင်ပါမယ်။ကိုလေးချိန်လျှော့ကြသွားမလားမသိဘူး။ဒါပေမဲ့အခုတော့ဘိုက်အယမ်းစာနေပြီ။ အာဒီလောက်ပင်ပင်ပန်းပန်းအလုတ်လုတ်ပြီးတဲ့နောက်ချွေးတွေတုတ်ပေးမဲ့ရင်စားတယောက်ရှိရင်တကယ်ကောင်းပါပဲနောက်ဆုံးတော့ထင်းတွေအားလုံးကိုထင်းစင်နဲ့ထည့်လိုက်ပြီအာမလေးတော်သေးတာပေါ့ဒီရေလေးတောက်လိုက်ရတော့မှပဲလူလဲလှမ်းသွားတော့တယ်ဆရာကြီး ခိုင်းတဲ့အတိုင်းတက်သားတွေကိုတက်သားစင်မှာထည့်ထားပြီးပါပြီ။ငါတပည့်လေးကလူလိမ္မာလေးပဲ။ဆရာစကားကိုနားထောင်နေ။ကောင်းတယ်ကောင်းတယ်။မင်းပင်ပန်းနေပြီចောင်းသား။နောက်ကျနေပြီဆိုတော့ဒီနေ့နားလိုက်ပါတော့။ဟုတ်ကဲ့ဆရာကြီးကျေးဇူးတင်ပါတယ်။ To be continued.